မင်္ဂလာပါရှင်။ဗောမခိတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးစွန်လ၄ရက်နေ့ည၈နာရီသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့ဆရာနာရှင်စန့်ကျင်ရေးမြမနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီးအန်ယူဂျီဝန်ကြီးများကိုစလေများနဲ့တွေ့ဆုံခဲ့သူဤချေမြောင်တောင်ကိုရီးယားသမ္မတဖြစ်လာဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ဆရာနာရှင်စန့်ကျင်ရေးမြမနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီးအန်ယူဂျီဝန်ကြီးများကိုစလေများနဲ့တွေ့ဆုံခဲ့သူဤချေမြောင်သည်တောင်ကိုရီးယားသမ္မတအဖြစ်ရွေးကောက်ခံရကြောင်းတောင်ကိုရီးယားမှလာ သောသတင်းများရသည့်ရှိရသည်ဆွန်လာ3ရက်နေ့တောင်ကိုရီးယားသမ္မတရွှေကောက်ပွဲတွင်အတိုင်းခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤချေမြောင်ကအနိုင်ရရှိသွားပြီးသမ္မတအဖြစ်ရွှေကောက်ခံခဲ့ရခြင်းဖြစ်သည်တောင်ကိုရီးယားသမ္မတဖြစ်လာသူဤချေမြောင်သည်မြန်မာနေဦးတော်လှန်ရေးကြီးစတင်ချိန်ကလေးကယနေ့အချိန်ထိမြန်မာဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူကိုရီးယားနိုင်ငံရဲ့အတိုင်ဝမ်ဂျာမာလက်သုံးချောင်းထောင်ပြီးမြန်မာဂျမ်ဘက်ဆဲအိုစုကိုပြင်းထန်စွာကံကွယ်ရှုတ်ချခဲ့သူကိုရီးယားနိုင်ငံအတွင်မြန်မာနိုင်ငံရဲ့လှုပ်ရှားမှုနဲ့ထောက်ပံ့မှုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ် ောဆရာနာတိမ်မှုစန့်ကျင်ကော်မတီကိုရီးယား၏မြန်မာနယ်ဝအဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်သည် 2021ခုနှစ်မတ်လ2ရက်နေ့မြန်မာနိုင်ငံတွင်ဆစ်အာနာသိမ်းပြီးတလားကြာအတိုက်ခံကောင်းဆောင်ဤချေမြောင်းလေးကိုရီးယားနိုင်ငံ Ground Gate ပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်တော်အထံဆောင်နေစဉ်မြန်မာနိုင်ငံဆစ်အာနာသိမ်းမှုစန့်ကျင်ကော်မတီကိုရီးယားမှအဖွဲ့ဝင်များဖြစ်ကြသည့်ဦးရန်နိုင်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီယုံရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆိုမှုသူမြန်မာအလို့သမားလူမှုဖူလုံရေးစင်တာနှင့်မက်နှင်းဝင်းရေးစောင်းကုန်းဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့သည်ထို့အချိန်ကအုပ်ချုပ်ရေးမှုဦးချေမြောင်းကလက်ရှိမြန်မာနိုင်ငံ ွင်းဖြစ်ပြန်နေသောနိုင်ငံရေးအခြေအနေအရရကိုသိရှိပါကြောင်းဆေဟနာတိမ်မှုကိုလည်းကံကွက်ရှုတ်ချပါကြောင်းမိမိတို့ ground gate တို့ပြည်내အနေဖြင့်သာမကကိုရီးယားဆိုရအနေဖြင့်လည်းမြန်မာနိုင်ငံအတွင်းဆေဟနာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေရင်ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်စေရည်အတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖန်စီထင်းထင်းခံနိုင်ရသည့်နိုင်ငံကောင်းဆောင်များအတွက်လည်းအလွန်စိုးရိမ်ပူပန်မိပါကြောင်းအမြင့်ဆုံးပြည်လဲလွတ်မြောက်လာစေရေးအတွက်ဖိအားပေးတောင်းဆိုသွားမည်ဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရှိရသည်ဂရောင်ဂီတိုပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်ရှင်နေစဉ်ဤချေမြောင်က၎င်းအုပ်ချုပ်နေသည့်ဂရောင်ဂီတိုပြည်နယ်ဥပဒေသတ်မှတ်ချက်များနှင့်အညီမြန်မာနယ်ဝက်အဖွဲ့အစည်းကိုတည်ထောင်ခွင့်ပြုကြောင်းသိရှိရသည် ထို့ပြင်2024ခုနှစ်မေလ18ရက်နေ့တွင်ကွမ်ကျွန်းမြို့58နှစ်ပတ်လည်အခမ်းအနားတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္ဒာယင်းနေရှင်နေမြုံနယ်မှုဝန်ကြီးဦးတင်ထွန်းနိုင်တို့နှင့်တွေ့ဆုံနှုတ်ဆက်ခြင်းကလည်းမြမဒီမိုကရေစီအရေးကိုဆက်လက်အပေးထောက်ခံနေမည်ဖြစ်ကြောင်းထိုစဉ်ကဤကျဲမြောင်သည့်လွှတ်တော်အမတ်တော်ဖြစ်သလိုပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရှိရသည်။ ဆက်လက်ပြီးအမ်ဘရန်လန်းတွင်တိုက်ပွဲများပြင်းဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရဟင်ပြည့်ရဲ့ကြောင်းကျညာထားတဲ့စစ်ကောင်စီတပ်ကရခိုင်မကွေအဆက်ကအမ်ဘရန်လန်းပေါ်စစ်ကြောင်းထိုးလာတာကြောင့်အရက်ကတက်မရောနဲ့ယခုရပိုင်းတိုက်ပွဲတွေပြင်းဖြစ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။မေလနောက်ဆုံးဘက်ကလေးကပရန်မျိုးကနေနေရီကန်ဘက်ကိုတက်ကူတွေပို့နေတာဖြစ်ပြီးအဲ့ဒီချိန်တုန်းကလည်းတိုက်ပွဲတွေဟာ MVD တာဝါတိုင်းကုန်းသားရောက်ရှိခဲ့ပါရယ်။မနေ့ကစွန်လ3ရက်နေ့နေရီကန်မှာမနက်9:00လောက်ကလေးကတနေကုန်ဖြစ်နေတာဒီကနေ့ကတော့မတိရသေး ဘူး။မနေ့ကတရက်မှအရင်ရက်တွေကမရှိဘူးအဲနာမှာကုတ်ကြီးနဲ့နေရီကန်ချာမှာတော်တော်ဖြစ်တယ်။နှစ်ရက်နေ့ဇွန်လ၂ရက်နေ့ကလေးဆက်စီနဲ့ဆင်းပြွန်ချာမှာတနည်းအားမှာဖြစ်သေးတယ်။ဘေးနားကရွာတွေကတော့ဒီတိုင်းသူတို့သွာလာနေတာပဲရှင်လို့နေရီကန်နားရွာမှာရှိတဲ့ရွာတစ်ခုကနေဆစ်ဆောင်လာတဲ့ဒေသခံက TVB ကိုပြောပါတယ်။ မီလာနောက်ဆုံးဘက်တိုက်ပွဲတွေတုန်းကတော့အရကတက်မရော A က MED တာဝါတိုင်းကုန်းနားမှာရှိတဲ့ကကင်းချိုကိုသိမ်းမိခဲ့တယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဒါကြောင့်ဗလန်ဘက်ကနေတက်ကိုရီထပ်ပိုနေပြီးတိုက်ပွဲပြင်းထန်ခဲ့ကစုံကုန်အမြောက်တက်ကလည်းလက်နက်ကြီးပစ်ကူပေးနေတာရှိတယ်လို့ဆိုကြပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးမြန်းပေးမယ်ပြန်ဖြေတာမရှိသေးသလိုအသေးစိတ်ကိုသိရဖို့ဆက်လက်ဆောင်ဆန်းနေပါတယ်။နေရီကန်ပြူဟာအနေတွိုင်းမှာနေတဲ့ဒေသခံတွေကတော့အစောပိုင်းကတည်းကတိမ်းရှောင်သွားကြသလိုလက်တလုံးအိမ်ဆောင်လောက်သာကျန်တော့တယ်လို့ ို့သိရပါဗျ။စက္ကန်စီတက်ကရာရပြည့်ရတာကိုဇွန်လ10ရက်နေ့ကနေ30ရက်နေ့ထိထပ်မံတိုးမြင့်ကြောင်းမေလ30ရက်နေ့မှာကျင်းပပြီးနှစ်ရက်ကြာမှာအခုလိုထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ဂျိုးပင်ကောက်တွင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်တိုက်ခိုက်ခံရကစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးသွားပြီးပြင်လဲထိုးစစ်ဆင်ရန်ပြင်ဆင်နေဆဲတဲ့တွင်ဖြစ်ပါရခြင်း။ဘုကိုတိုင်းတာယာရီခိုင်ဂျိုးပင်ကောက်မြို့နယ်ဗရောင်းမြိုင်ရွာအနီးတွင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီစစ်ကြောင်းကိုပြီးခဲ့သည့်ဇွန်လတရနေ့နေ့နှစ်ရက်နေအတွင်းတုံလိန်ဘူပေါင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရာတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။ ဇီးကုန်းမြို့နယ်ရှိစစ်ကောင်စီတပ်ဖွဲ့များနဲ့ပေါ်ပင်ရွာရှိပြူစော်တဲ့အဖွဲ့ဝင်များပါဝင်တဲ့အင်အား80ပါးစစ်ကြောင်းတွေပရောင်းမြိုင်ရွာနေသူစစ်မှုရန်တပ်သားတွေအတင်းအဓမ္မစူးစောင်းရင်စစ်ကြောင်းထူလာစဉ်တွန်လင်းတပ်ဖွဲ့များက၂ရက်စတိုက်ဂျာပြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့သောတိုက်ခတ်ခံရမှုကြောင့်စစ်ကောင်စီဘက်မှ6ဦးသေဆုံးခဲ့ပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိကာ တီဆုံလောင်းများကိုတည်ဆောင်ရေး၎င်းတို့စကန်ချာယာဈေးကုန်းမြို့နယ်ဘောပင်ရွာတို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည်ဒီစစ်ကြောင်းကဈေးကုန်းမြို့နယ်ဘောပင်ရွာမှာအထိုင်ချတက်ဆွဲနေတဲ့စစ်ကြောင်းမှာချိုးပင်ကောင်းမြို့နယ်အရှိပြောင်းမြိုင်ရွာကိုဝင်ပြီးပေါ်တာဆွဲတဲ့ဘောပင်ရွာကပြူတွေအများဆုံးရောအဲ့ဒီမှာတက်ဆွဲပြီးအနီးဝန်းကျင်ကိုပေါ်တာဆွဲငွေညှင့်နေတာဟုချိုးပင်ကောင်းတော်လင်တပ်ဖွဲ့ဝင်တို့က AR ရေးတိုင်းမှပြောသည်လက်ရှိရင်ဆိုပါစစ်ကောင်းစီစစ်ကြောင်းမှာ၎င်းတို့တက်ဖွဲ့များတည်ဆုံကဆုတ်ခွာခဲ့ရတဲ့အတွက်ချိုးပင်ကောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးရင်ပြင်ဆင်မှုများပြုလုပ်နေပြီ ီတော်လန်ရင်တက်ဖွဲ့များကလည်း၎င်းတို့၏လှုပ်ရှားမှုများကိုမျက်ခြင်ပြန်ဆောင်ကြည့်နေကြောင်းသိရှိရသည်အဆိုပါတိုက်ခိုက်မှုများကိုတရင်သုံးခွန်သုံးညတက်ခွဲနှင့် BDZNGBK PDF ဘကိုယိုမအခြေပြုတက်ဖွဲ့တရင်သုံးရှစ်သုံးညတက်ခွဲတက်ယိုမခြေပြီး PDF တက်ဖွဲ့တရင်သုံးရှစ်သုံးညနှင့်တက်ခွဲတက် Dragon Brother တက်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ AR တိုင်းရေနတာခေအနေတိုက်ပွဲတွင်စစ်ကောင်စီတပ်မှတရင်မှုသိဆုံးပြီးအမြောက်တက်မှလက်နက်ကြီးများဖြင့်ဇက် င်းပြည်နေဆိုတဲ့တွင်ပဲဖြစ်ပါရရှင်။ ARD တိုင်းပဒိမုံရလမ်းမော်ရှိရင်းနှသာဂိတ်အနီးဓမ္မပါလာငကရက်တောင်စီရီဘက်တွင်စစ်ကောင်စီနှင့် AA ဘူပေါင်းဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီဘက်မှတရင်မှုအပောင်းဝင်၃ဦးသေဆုံးကြောင်းသိရှိရသည်။စစ်ကောင်စီစစ်ကြောင်းကို AA နှင့်ဘူပေါင်းဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာခလာရ29မှတရင်မှုနှင့်စစ်ကောင်စီတပ်သားစုသေဆုံးခဲ့ခြင်းဖြစ်သည်။ ရှနေဇွန်လ၄ရက်နေ့နဲ့7:25မိနစ်ခန့်ကကုန်းမြင့်တိုင်းနယ်နဲ့အမြောက်တပ်344တို့မှလက်နက်ကြီးများဖြင့်အနီးဘက်ဝင်ခြင်းကိုစတိုက်ပစ်ခတ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်တရင်မှုတည်တယ်လို့တော့ပြောတယ်မနေ့ကညနေ၄နာရီလောက်ခရေကအမြောက်တက်ကနေလက်နဲ့ကြီးနေထူနေတာ ီကနေ့မနက်လဲထထူရဲဇက်တိုင်းမို့ငတိုင်းချောင်းမြို့ပေါ်ထိအတန်တွေကြားနေရတဲ့ဟုငတိုင်းချောင်းဒေသခံတို့က ARD တိုင်းမို့ပြောသည်လက်နက်ကြီးပြက်ခတ်တံများမှာငတိုင်းချောင်းမြို့ပေါ်ထိကြားရပြီးဒေသခံများဆိုရင်ထိန်လန်ကကြောင်းတက်နေသည့်ကလေးများကိုပါအိမ်တို့ပြန်လည်ခေါ်ဆောင်သွားကြကြောင်းသိရသည်ဓမ္မပါလိုင်းနဂရက်တောင်စေရီအနေတိုက်ဝဲဖြစ်ပွားစဉ်ကလည်းအမတ်344မှနေ၍လက်နက်ကြီးပြက်ကူများပေးခဲ့ပြီးတိရကောင်မြင့်မှာလည်းလက်နက်ကြီးများဖြင့်ပြက်ကတ်ခဲ့ကြောင်းသိရသည် စစ်ကောင်စီကအမြောက်တပ်အနေဝင်ချင်းကကဲများတိုးချဲ့ချေပြူထားပြီးအမြောက်တပ်တွင်အင်အားတိုးချဲ့မှုများပြုလုပ်ထားကြောင်းသိရသည်ဆလဘီအောင်ပန်းမြို့အနေဘို့ပြုရင်အင်အားလေးတသမာငါအစဉ်ရှင်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ပြီးပြည်သူများသိသာစွာခန်းစားရဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်မှအောင်ပန်းမြို့အနေဘို့ပြုရင်အင်အားလေးတသမာငါအစဉ်ရှင်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ကြောင်း NUG အစိုးရလူသားချင်းစာနာထောက်ထားရေးနှင့် BNN ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်နေ ရှနေစွန်လာ၄ရက်နေ့မော်လင်း၁၂နာရီ၄၆မိနစ်ခန့်တွင်အောင်မန်မြို့နေဖို့ပြည့်၍အင်အား၄တသမ၅အဆင့်ရှိမြင်းကလင်းလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါမြင်းကလင်းလှုပ်ခတ်မှုကိုပြည်သူများသိသာစွာခန်းဆားခဲ့ရပြီးငလင်းနှင့်အတူကျေလောင်သောအသံများပါထွက်ပေါ်ခဲ့၍ထိတ်လန့်ခဲ့ရကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်။ညောင်ရွှေကလည်းငလင်းလှုပ်ခတ်တာကိုသိသိသာသာခန်းဆားခဲ့ရပြီးအသံစေကြီးနဲ့လှုပ်သွားတာထိတ်လန့်ရတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည်။ ရခုလောက်ကတော့တဲ့ငလျင်သည်စောက်တိန်ငလျင်ဖြစ်ခြင်းကြောင့်ထိခိုက်ပျက်စီးမှုအနေငယ်ရှိနိုင်ကြောင်းငလျင်ပေးကြောင့်ထိခိုက်ဆုံးရှုံးမှုများရောနေစေရန်အတွက်ဆောင်ရန်ရှောင်ရန်တရေပြူရန်များနှင့်အညီနေထိုင်ကြပါရန် NUG အစိုးရကပြည်သူများကိုတရေပေးထုတ်ပြန်ထားသည်